စည်းတွေကိုလနဲ့ချီပြီးတော့မတောက်နေရတဲ့လူတွေဆိုလို့ရှိရင်တော့ကိုယ်သဘောနဲ့ကိုယ်လုံးဝလုံးဝမရက်တတ်ပါဘူးမင်္ဂလာပါကျမကတော့ဒီနေ့ content မှာအစည်းတွေကိုကိုယ်သဘောနဲ့ကိုယ်မရက်ရတဲ့အကြောင်းရင်းလေးတွေကိုပြပြပေးတော့ပါမယ်အရက်ခေါ်ဆိုလို့ရှိရင်တော့အစည်းပေါ့နော်ကျမတို့များသောအားဖြင့်ကျမဒီညမှာပြောမယ့်အစီအရေကဘယ်လိုအုပ်စုတွေမှာပါနေတဲ့အစီအရေလဲဆိုလို့ရှိရင် benzodiazepine အုပ်စုအခုအသစ်ထွက်တဲ့ zecdrat အုပ်စုတွေ အစင်းအင်းနေတော့တုံးနေတာမဟုတ်ဘူးဒါပေမဲ့အာယုံကြောရောင်ရမ်းနာတွေတို့အာယုံကြောအတွက်ကိုတုံးနေတဲ့ကာပပန်တီနော့အုပ်စုတွေဒီသုံးခုတည်းကရှိတဲ့ဆေးတွေကိုရေဖြည့်တောက်နေရတဲ့လူတွေဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုကြည့်ကိုကြည့်ထားတင်ပါတယ်ပုံမှန်အားဖြင့်တော့ဒီဆေးတွေဆိုလို့ရှိရင် guideline ထဲမှာဆိုလို့ရှိရင်တော့အလွန်ဆုံးနှစ်ပတ်ပေါ့ဒါမှမဟုတ်ရင်လည်းအလွန်အလွန်ဆုံးတစ်လ ကျမတို့ဒီလိုမျိုးပေးခိုင်းတယ်ပေါ့နော်။ဒါပေမဲ့လက်တွေ့မှာဆိုလို့ရှိရင်တော့အလားထက်ကြော်ပြီးတဲ့ခါကျမှပေးရတဲ့အခြေအနေတွေလည်းရှိပါတယ်။ဘာဖြစ်လို့ဒီလိုအိတ်ဆေးမျိုးတွေကိုရုတ်တရက်မရက်ခိုင်းနေဆိုလို့ရှိရင်ကျမတို့ဒီရဲ့အိတ်ဆေးတွေမှာစီးဆွဲစီတဲ့ effect ရှိပါတယ်။ dependence ပေါ့နော်။ဒီပြောရမယ်ဆိုလို့ရှိရင်တော့စီးဆွဲတယ်ပေါ့။အဲ့တော့စီးဆွဲစီတယ်အဲ့တော့ကျမတို့တွေကအိတ်ဆေးကိုသဘောနဲ့ကိုရက်လိုက်ပြီဆိုလို့ရှိရင်ဆေးပြက်တဲ့လက္ခဏာတွေ withdrawal effect တွေရလာတတ်ပါတယ်။တချို့တော့ဆေးပြက်တဲ့လက္ခဏာတွေကကင်တွယ်လို့လွယ်တယ်။တချို့တော့ဆေးပြက်တဲ့လက္ခဏာတွေကကြာအသက်အနည်းအထိပါရှိနိုင်ပါတယ်။အော်အစီကိုဖြတ်လိုက်ပြီဆိုလို့ရှိရင်ဆေးပြတ်တဲ့လက္ခဏာတွေကခန္ဓာကိုယ်ပိုင်းဆိုင်ရာရဲ့ဆေးပိုင်းဆိုင်ရာရဲ့နှမျိုးခံစားရနိုင်တယ်ပေါ့နော်အဲ့တော့ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာကျွန်တော်တို့စပြောရမယ်ဆိုလို့ရှိရင်တော့ကြွက်သားတွေပေါ့ကြွက်သားတွေနာတယ်ဒါမှမဟုတ်ကြွက်သားတွေလေးလံနေတယ်တို့တောင့်တင်းနေတယ်တို့ကြွက်တက်တယ်တို့ ဒီလိုမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့အစာအိမ်နဲ့ဦးလန်းချောင်းလက္ခဏာတွေပေါ့နော်အဲ့တော့ဗာလဲဆိုလို့ရှိရင် bite out နဲ့ one shot တွေ and နဲ့ဒါမျိုးတွေဖြစ်နိုင်တယ်လို့ကျမတို့အုံနောက်နဲ့အာယုံကျော်မှာလည်းလက္ခဏာတွေပြနိုင်တယ်ပေါ့ဒီအုံနောက်နဲ့အာယုံကျော်လက္ခဏာတွေမှာဆိုလို့ရှိရင်တော့ရုပ်တရက်သတိလက်သွားတာမျိုးတို့တက်သွားတာမျိုးတို့ဒါဆိုလို့ရှိရင်တော့အသက်အန္တရာယ်အတွက်အရေးကြီးတယ်ပေါ့နော်ပြန်တဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ side effect တွေကိုပြောရမယ်ဆိုလို့ရှိရင်တော့သွေးတွေအရင်တိုးတယ်နှလုံးခုန်တာတွေအရင်မြင်လာတယ်အသက်ရှူတာတွေအရင်မြင်လာတာမျိုးတို့ဒါမျိုးတွေခံစားနိုင်တယ်ပြီးတော့မျက်လုံးတွေမုံဝါးတာတွေအလင်းနဲ့မခံနိုင်တာမျိုးတွေပေါ့နော်ဒါလေးတွေအစရှိသဖြင့်ပေါ့ဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာစိတ်ပြတဲ့လက္ခဏာတွေခံစားနိုင်တယ်လို့စိတ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်တော့ဆိုရင်စိတ်တွေကအရန်ကိုများလာတာမျိုးတွေရုပ်ရည်စိတ်တက်ကြတာမျိုးတွေစိတ်အစ်တက်ကြအရန်မြန်တာမျိုးတွေ ကိုယ့်ကိုထိခိုက်နာကျင်လို့တဲ့အတွေးတွေရုတ်တရက်ဝင်လာတာမျိုးတွေပေါ့ပြီးတော့ကျွန်တော်တို့ impact impact ဆိုးတွေမှတ်တယ်ပြီးလို့ရှိရင်ညညခဏခဏလက်လက်နိုးတာမျိုးဒါမျိုးတွေဖြစ်တတ်ပါတယ်ဒီကပြောသွားသလိုပဲတချို့သောဆေးပြတ်တဲ့လက္ခဏာတွေကတော့ သက်အန္တရာယ်မရှိပေမဲ့တချို့သောဆေးပြတ်တဲ့လက္ခဏာတွေမှာတော့အသက်အန္တရာယ်ရှိနိုင်တဲ့အထိဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျမတို့ရေရှည်ဆွဲတောက်နေရတဲ့လူတွေဆိုလို့ရှိရင်တော့အကြောင်းတစ်ခုခုကြောင့်တော့ဆရာဝန်ကတော့ပေးထားမှာပေါ့ဒီ AC တွေကိုဒါပေမဲ့ကိုယ်သဘောနဲ့ကိုယ်ဆေးတွေကို မရက်လိုက်ဖို့အရေးကြီးပါတယ်မတောက်ချင်တော့ဘူးရက်တော့မယ်ဆိုလို့ရှိရင်လေကိုပြနေကြဆရာဝန်ဒါမှမဟုတ်လို့ရှင်ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တိတ်ချတိုင်မြင်ပြီးတဲ့ခါကျတော့မှဖြည်း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 ချင်းစီဒီ AC တွေကိုရက်ဖို့တော့အရေးကြီးပါတယ် ဒီဗီဒီယိုလေးကိုကြည့်ပြီးပြီဆိုလို့ရှိရင်တော့ဘာကြောင့် AC တွေကိုရုတ်တရက်မရက်တင်ရလဲဆိုတဲ့အကြောင်းအရာကိုသိသွားပြီလို့ထင်ပါတယ်။နောက်ထပ်စိတ်ကျမိုင်းနဲ့ပတ်သက်ပြီးတော့အခါကျတော့မသိချင်တဲ့ content လေးရှိလို့ရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပြီးလို့ရပါတယ်ရှင်။